မင်္ဂလာပါဒူဘိုင်းမှာအလုပ်လုပ်နေရတဲ့ကိုယ့်ရဲ့ site hustle လေးအခုစလုပ်ချင်တဲ့စိတ်ကူးမျိုးရှိကြမှာပါဒီနေ့မှာတော့လေဒူဘိုင်းမှာရှိတဲ့မြန်မာတွေအတွက်ဘယ်လိုစီးပွားရေးအခွင့်အလမ်းကောင်းနေရှိနေလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ဒီမိကုန်းကတော်တော်များများစဉ်းစားမိနေမိမိကုန်းအခုပါဒူဘိုင်းလိုနေရာမျိုးမှာမြန်မာတယောက်အနေနဲ့ဘာစီးပွားရေးနေရစဉ်းစားနိုင်မလဲဆိုပြီးတော့ပေါ့ကဲဆိုတော့ဖာလေးလို့လို့ရနိုင်လဲလူငင်းကြောင်းမှုရှိနိုင်လဲဆိုတော့ချက်တော့ကြည့်လိုက်ကြရအောင် ဒီဘာလုပ်ငန်းတွေလုပ်လို့ရမလဲဆိုတာကိုမပြောခင်ပါနဲ့ပြင်ဆုံးတီးထားဖို့လိုတာတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒူဘိုင်းကဘာကြောင့်ကိုပိုင်လုပ်ငန်းလေးတွေစချင်တဲ့သူတွေအတွက်အရန်ကောင်းတဲ့နေရာတစ်ခုခင်နေရလို့ဆိုချက်ပါဒူဘိုင်းမှာအားသာချက်ချက်တွေကတကယ်ကိုအများကြီးရှိတယ်ပထမဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့အထက်အလုပ်ကိုလုပ်နေရင်းနဲ့ site business တခုကိုတရားဝင်လုပ်ခွင့်ရှိတာပဲပြီးတော့လေဒီက online system တွေကတော်တော်လေးကိုကောင်းတော့လုပ်ငန်းတစ်ခုစဖို့ကတအားလွယ်တယ် အဲ့အပေါ်ရေးကြည့်တာအားရှိဆုံးတော့ပါလို့ဆိုဒီမှာရှိရင်မှ community ပါလေတရားနဲ့တရားကိုဖိမာချတဲ့အတိုင်းဝိုင်းကောင်းတစ်ခုရှိနေတယ်ကဲဟုတ်ခုအထိကအကြောင်းအရောရောက်လာပါပြီဒူပိုင်းမှာမြန်မာတယောက်အနေနဲ့စလို့ရနိုင်မယ်လက်တွေ့ကြတဲ့စီးပွားရေးလမ်းကြောင်းကဘာတွေဖြစ်မလဲတခုချင်းစစ်ကြည့်နေကြပထမဆုံးတစ်ခုကတော့ဒါကတော့မြန်မာနေနဲ့ခွဲလို့မရတဲ့အရာပေါ့နော်အစားတောင်းလို့မရဘူး။စဉ်းစားကြည့်လေဒူဘိုင်းလိုနိုင်ငံတကာကလူရဲ့အဆုံရှိတဲ့နေရာမှာကိုယ့်မြန်မာအစား ခဲ့လို့ရှိရခွင့်ရှိတယ်။အကြီးကြီးစဖို့မလိုပါဘူးနော်။ကိုယ့်အိမ်ထဲနဲ့ပဲ home gateway ဖြစ်တယ်လို့နဲ့အသေးစားလေးစလို့ရတယ်။ဥပမာလူကြိုက်တဲ့ရှမ်းခေါင်းဆွဲလို့လက်ထောက်တို့လိုမျိုးဒါမှမဟုတ်တခြားမြန်မာမျိုးတွေနဲ့စလိုက်တာကရင်းနှီးတွေလည်းအများကြီးလို့လူတွေလည်းမှမဟုတ်ဘူးနဲ့။ဒီလောက်ကောင်းလို့ပဲ။ဒုတိယတစ်ခုကတော့ online ကနေပစ္စည်းရောင်းတာပါ။ online small business box ဒူဝိုင်းလိုတက်ကနိုလော်ဂျီအရင်ကောင်းနေလို့ကြီးမှာဆိုရင်ကိုယ့်ရဲ့ထဲကပေါ်ပြဲနေတဲ့တောင်ပူဝိုင်းလုပ်ငန်းလေးတစ်ခုကိုလေးလေးလေးစနိုင်ပြီ လဲဆိုတော့အများကြီးပဲဒီမှာဒီကလာတဲ့ data ထုတ်ကုန်တွေ skin care PC တွေ fashion ကိုအထင်ကြီးအထူးသဖြင့်လေမြန်မာဟင်းခအမွေအကြိုင်တွေကဒီမှာတော်တော်လေးကိုစေတော့ပြင်းနေအားတာချက်ကပါလဲဆိုတော့ Dubai ရဲ့ delivery system တွေကတအားကောင်းတာပေါ်လာတကားကြီးဆိုတာနဲ့အင်ရှင်တန်းရောက်ဖြစ်ပေးတော့ဘာမှဖြစ်တာမဟုတ်ဘူးရှိရဲ့ skill ကိုအရင်တည်ပြီးဝန်ဆောင်ပေးတဲ့လုပ်ငန်းတွေပေါ့ personal services လို့ခေါ်တာပေါ့ တော့ဆိုရင်ဒါကအခွင့်အလမ်းကောင်းနေအများကြီးရှိရနေတယ်တူပါဥပမာဘာတွေရှိမလဲဖက်ရှင်ရုပ်ပေးတဲ့ cleaning team လေးတွေခွဲတာမျိုးအဝတ်လျော်ဝန်ဆောင်မှုပေးတာ new salon တို့ beauty care တို့ပြီးတော့ massage services တို့ပေါ့ဒါတွေအားလုံးကဝေးဝေးမမရနိုင်တဲ့လုပ်ငန်းချင်းချင်းပဲဒါပေမဲ့ဒီမှာအရန်ရဲ့အရေးကြီးတဲ့အချက်တစ်ခုရှိတယ်ဒီလုံကမ်းနဲ့လုံမဲ့ဆိုရင်တရားဝင် visa နဲ့သက်ဆိုင်ရာ permit တွေ license တွေမရှိလို့လုံးဝမရဘူးလားဒါကတော့အသေးသေးချာချာတတိပြုရမယ် ခုကတော့ဒီဘက်ခေတ်မှာတော်တော်လေးခေတ်ဆလာတဲ့ content creation ပါအယိုးရှင်းရှင်းပြောရရင်တော့ကိုယ့်ရဲ့အသိပညာတွေကိုယ့်ရဲ့အသိဉာဏ်တွေကိုတခြားသူတွေကိုပြန်ပြောင်းနေလို့လူမျိုးစားတဲ့နေရာမှာ YouTube channel တခုဆလုပ်မှာ podcast တခုဆလုပ်မှာဒူဘိုင်းမှာနေထိုင်ရတဲ့ကိုယ့်ရဲ့အသိဉာဏ်တွေကိုပြန်ပြီး share လုပ်ရတယ်ပရိသတ်အခြေခံလာနေဆိုရင် sponsor တွေကလာပြီး brand promotion တွေရလာမယ် ောက်ပါတယ်အခြားဘက်မှာတော့အချိန်တို့ပြရမှာဒါပေမဲ့ရေရွှေတို့ဆိုရင်ဒါကတကယ်ကိုတန်ဖိုးရှိတဲ့ investment တွေကဲနောက်ဆုံးနံပါတ်၅လမ်းကြောင်းတော့မြန်မာနဲ့ဒီပိုင်းကြားမှာကုန်တွေရပါပဲ small scale trade ပေါ့ဒါက two way street လို့ပဲအခွင့်အလမ်းကနှစ်ဖက်စလုံးမှာရှိတယ်မြန်မာပြည်ထဲမှာဆိုရင်စင်ဝါလေအစားတို့အချုံတီလက်မှု business တွေကဒူဘိုင်းကိုတွင်းနေအောင်လုပ်တယ်တစ်ဖက်မှာလည်းဒူဘိုင်းကနေသုံးကုန် business တွေ electronic business တွေကို ပြန်ပို့ပြီးတော့လဲစီးပွားရေးလုပ်ရတယ်။ကဲစိတ်ကူးရတော့အများကြီးထွက်လာတော့တော့ဒါပေမဲ့ဒီစိတ်ကူးရကိုလက်တွေ့အကောင့်ထဲမှာထည့်ခင်မှာမဖြစ်မနေစစ်ဆေးထားရမယ့်အချက်လေးတွေရှိတယ်။ pre-launch checklist လို့ပြောရမှာပေါ့။ကြည့်လိုက်ကြရအောင်။နောက်လိုက်ဒီဒါကအရေးကြီးဆုံးလေ။တရားဝင်ဖြစ်မှုကိုယ့်ရဲ့ visa ကလုံလောက်လောက်ရှိတဲ့ visa မျိုးစားဖို့မဟုတ်ဘူး။ဘယ်လို permit ဒီလိုမလဲဆိုတာတိတိကျကျစစ်ဆေးပါ။ ါပန်းနဲ့တိတိလေးပဲစားပါ Star Small ပေါ့အရှင်နဲ့အကြီးကြီးစားလိုက်ပါနဲ့ကိုနိုင်တလို့လေးနဲ့ပဲခြေလမ်းစားကြည့်ပါနောက်ဆုံးနံပါတ်3ကတော့ကိုယ့်ရဲ့ resources တွေကိုသိချမယ်လို့ပြောပို့တယ်ကို့မှာရှိတဲ့ပိတ်ဆံအချင်းပြီးတော့ပါဝင်ကူညီမဲ့သူတွေရှိရင်လည်းအဲ့ဒါတွေကိုသိချစီမံခန့်ခွဲဖို့လိုပါတယ်ကဲအားလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်မယ်ဆိုရင်အခွေရန်တွေကတော့နေရာတိုင်းမှာရှိနေတာပါပဲအဓိကအကြဆုံးကတော့လည်းဆိုတော့ပထမဆုံးခြေတလန်းကိုဆက်လန်းပို့ပါမယ်အဲ့ဒီတလန်းက ရေးကြီးဆုံးပဲတကယ်တော့လေဒူဘိုင်းဆိုတာနိုင်ငံရဲ့ခြားကလာတဲ့တူတွေအတွက်အခွင့်အလမ်းတွေအများကြီးပေးထားတဲ့နေရာတခုပါ potential ကတော့ရှိပြီပါအထူးကလို့တော့ကငါတာကိုဆက်လုပ်တော့မယ်ဆိုတဲ့စိတ်ပိုင်းထက်မို့ပဲကျန်တဲ့အထောက်ပံ့လေး system တွေကဒီမှာအဆင်သင့်ပါပဲဒီနေ့အတွက်နောက်ဆုံးအနေနဲ့အားလုံးကိုအတူတူမျှဝေခြင်းတဲ့အားပေးစကားလေးတခုရှိပါတယ်အဲ့ဒါကတော့အရေးကြီးတာကဆက်လုပ်ဖို့တင်းကြတာမဖြစ်ပဲတကယ်လုပ်တာပဲဟုတ်ပါတယ် စိတ်ကူးတဲ့အများကြီးရှိနေပေမဲ့အဲ့ဒီစိတ်ကူးတွေကခေါင်းထဲမှာပဲရှိနေလို့မဖြစ်ဘူးလေလက်တွေ့ဆက်လုပ်လိုက်ဖို့ကအရေးကြီးဆုံးပဲအဲ့ဒီပထမဆုံးခြေလှမ်းအဲ့ဒီတကယ်လုပ်လိုက်တဲ့အချက်ကပဲကိုယ့်ရဲ့အိမ်မက်တွေကိုတကယ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်အသက်ဝင်လာစေမှာပါ